ဟောကလေးတွေကအမြဲတမ်းပါပဲသူတို့ကတော့ဟွာပေါ့နော်အာကျွန်တော်ပထမတော့အာဒီကလေးတွေနဲ့ပတ်သက်ပြီးတော့အချိန်ဥမာသဘောတူကဗျာဟိုအချိန်တစ်ခုပေါ့နော်အချိန်တစ်ခုဥမာတည်င်းကျို့တို့တကြံတို့နေကြီးရဲ့ကြီးတို့လည်းမဟုတ်ဘူးပေါ့နော်ဆိုတော့တို့လာကြတော့ဆိုတော့စိတ်ထဲမှာတကယ်ပီတိလည်းဖြစ်မိတယ်နောက်ပြီးတော့ဒီအေကလေးတွေရလည်းပြိသက်တွေအားလုံးသိတဲ့အချိန်မှာသူတို့ဒီအဲဒီ မုံစွဲရုပ်ရှင်ဇာတ်ကားမှာပေါ့နော်အရင်လဲအဲတေးဥဆောင်ကောင်းခဲ့ကြတယ်ပါရမီရှင်လေးတွေလည်းဖြစ်တဲ့အခါကျတော့ဒါပြိတ္တတွေချစ်ပြီးသားကိုအဲဒီလိုမျိုးသူတို့ချစ်စရာကောင်းတဲ့အလေးထားလေးတစ်ခုကိုကျွန်တော်ဟိုလာပြီးတော့ဒါအာကတော့တဲ့အတွက်ကြောင့်မလို့ဒါအွန်လိုင်းမှာဒါကျွန်တော် page မှာတင်ဖြစ်တာပေါ့ဟုတ်မှားအမှားလေးတွေရွေးကြတော့အာအွန်လိုင်းကနေရွေးကြတော့အများကြီးပဲအဲ့ဒီထဲမှာမှအထူးထူးခြားခြားဒီကလေးနှစ်ယောက်ကိုကျွန်တော်မြင်လိုက်တော့သူဒီကလေးနှစ်ယောက်ဆိုရင်တော့ ကျွန်တော်ငယ်ဘဝလှုပ်လို့အပိုအဆင်ပြေနိုင်တယ်ပေါ့နော်ဟိုရုပ်အားဖြင့်ကလည်းကျွန်တော်ငယ်တုန်းကလည်းတော်တော်လေးလည်းတူတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးဆိုတော့ဟိုရရောက်ချင်းပဲသူတို့ကလည်းကျွန်တော် ID တွေကိုလည်းလုတ်ပြရတယ်ပေါ့နော်လုတ်ပြတဲ့ခါကျတော့ကျွန်တော်လည်းအဲဒါဖြစ်နိုင်ခြင်းလည်းရှိတယ်နောက်ပြီးတော့တကယ်လည်းကျွန်တော်လိုချင်တဲ့အသက်အရွယ်လည်းဖြစ်တဲ့ခါကျတော့ကျွန်တော်တို့ရိုက်ဖြစ်သွားတာပေါ့ဆိုတော့အမှတ်တရကတော့ဒီကလေးနှစ်ယောက်ကတော့တော်တော်လေးချစ်မွေးပါတယ်နောက်တစ်ခုကကျတော့သူတို့ကဟို ဟိုတေယုတ်ဆောင်တဲ့အချိန်မှာဘလူဟာမျိုးပဲတေယုတ်ဆောင်ဆောင်ပေါ့နော်အော်ဒီဒီတော်တော်လေးလဲပူကတ်တယ်ပေါ့နော်မြန်ဆန်တယ်ပေါ့သူတို့ရဲ့ဟောက်ကျွန်တော်ကအဲ့လိုမျိုးပေါ့နော်ဒီကလေးတွေအရွယ်တုန်းကအဲ့လိုပကြီးတွေပါတွေစရေးနေပြီဆိုတော့အဲ့လိုမျိုးအရွယ်ကျွန်တော်ကျွန်တော်စုယူထားတဲ့အဲပုံလေးတပုံရှိတယ်အခုသူ့သူ့အရွယ်လောက်ပဲရှိတယ်ပေါ့နော်အဲ့လိုမျိုးဟာလေးဆိုအဲ့ရလေးတွေလည်းကျွန်တော်ပြန်ပြီးတော့တတိယမိတယ်ပေါ့ဒီကလေးလေးတွေဒီကလေးလေးတွေရဲ့အဲပုံစံအနေထားလေးတွေကလည်းကျွန်တော်ငယ်ဘဝနဲ့နည်းနည်းလေး တော်တော်လေးနီးဆက်ဆက်လေးတူတယ်ပေါ့နော်ဆိုတော့အဓိကတော့ရုပ်ရုပ်အပြင်ပေါ့နော်အရန်တူတဲ့ခါကျတော့ကျွန်တော်အနေနဲ့ဒါပြန်ပြီးတော့အမှတ်ရမိတာပေါ့ဟုတ်ကဲ့ဒီနေ့ကတော့ဒီစကားထက်ရက်ကိုဟိုဆီထားတာရှိဦးလားလုံးလုံးဆိုတော့မရှိပါဘူး